ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အလေအပိတ်ပေါ့နော်ပြီးကြတဲ့တစ်ပတ်မှာတော့အလေပိတ်နှလုံးအပါလေးအပြတ်သွားခဲ့တယ်ပေါ့နော်ဒီတစ်ပတ်ကတော့ကျွန်တော်ဤအသည့်ကိုကျွန်တော်မိတ်ဆွေများလေးလာလို့ရအောင်ပေါ့နော်ကျွန်တော်တို့ပြန်သည်များပြတ်မှာဖြစ်ပါတယ်အလေပိတ်ကနငါးလုံးထဲကကျွန်တော်တို့နှလုံးအပါနီးဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အတူတူလေ့လာကြည့်အောင်လားခင်ဗျာဒီ ခွန်တုံးတုံမြနှစ်တုံညာကိုမှာဆိုရင်ခုနှစ်ကိုနှစ်ကြိမ်သုံးကိုနှစ်ကြိမ်ပေါ့နော်တုံမြမှာတစ်ကြိမ်တုံမြနဲ့ကိုနှစ်မှာတစ်ကြိမ်စီငါးနဲ့တစ်မှာလေးတစ်ကြိမ်စီပေါ့နော်ပြီးရင်ဒီခုနှစ်မှာနှစ်ကြိမ်၆ကိုသုံးကြိမ်နှစ်မှာတစ်ကြိမ်အပေါင်း၈ဆိုပြီးတော့ဒီအတိုင်းပဲသွားမယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်ခုနှစ်ကြိမ်ပေါင်း၁၄သုံးနှစ်ကြိမ်ပေါင်း၆ဆိုတော့၄နဲ့၆ပေါင်းရှင်းက30သုံးများပဲရည်ပြထားတယ်။ဒီသုံးများသုံးများ၉ပေါင်းရှင်းဒီ၉ပေါ့နော်။၅နဲ့၁ပေါင်းရှင်းဒီ၆ဒီ9ကြိမ်ပေါင်းတာ14 6သုံးကြိမ်ပေါင်းတာ ဒီနှစ်ကတစ်ကြိမ်ပြီးရင်ရှင်းနဲ့ထပ်ပေါင်းမှာပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီနှစ်နဲ့ဒီရှင်းနဲ့ပေါင်းရင်10ဖြစ်ပါတယ်။ဒီ၄နဲ့ဒီ6နဲ့ပေါင်းရင်10ဒီ9နဲ့10ပေါင်းရှင်းဆက်ခွန်ရတယ်ပေါ့နော်။ဆက်ခွန်ဆိုတဲ့အတွက်ကျွန်တော်ခွန်10 9 3ညတုံများကိုနှစ်နဲ့ပေါင်းမှာဖြစ်ပါတယ်။ဒါကြောင့်မို့နှစ်ပေါ့နော်။ခွန်10 9တုံများနှစ်ထက်က၄ပိတ်နှလုံးအပါဖြစ်ပါတယ်။အဲ့မှာခွန်ခွန်9ပေါ့နော်။နှစ်တုံညာ9ပြီးတော့ခွန်ခွန်9ဆိုတဲ့အတွက်ကြောင့်မို့ခွန်ရ9ရဖြစ်ပါတယ်။ ခွန်နဲ့ကူးနဲ့လေပိတ်နှလုံးအပါဖြစ်ပါတယ်ပေါ့နော်။ Okay နောက်ထပ်တစ်ချက်မှာလည်းအဲ့ဒီဝနည်းအတိုင်းပဲပေါ့နော်။ရှင်းနာချိန်16ခွန်နာချိန်14လေးနဲ့ကူးပေါင်း73ကိုတုံးပေးရထားတာဖြစ်ပါတယ်။နေနဲ့3ပေါင်း5လေးနဲ့ချိန်8 73ချိန်30နဲ့လေဒီလေးရတချိန်ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီရှင်းနဲ့ဒီရှင်းနဲ့ပေါင်း16လေးနဲ့ပေါင်းရင်20ဒီလေးနဲ့ဒီ6နဲ့ပေါင်းရင်30ရတယ်ပေါ့နော်။ 35ပေါင်ရှင်းရှိဖြစ်ပါတယ်။ဒါကြောင့်မို့ရှေးကုန်းတုံညာတစ်တစ်ကုန်နိနေပေါင်း3ရှေးကုန်းတုံညာတစ်တုံးဒီ၅လုံးထက်ကနှလုံးအပါအမယ်ပေါ့နော်။အလေနဲ့အပိတ်နေရာဖြစ်ပါတယ်။အဲ့မှာခွန်တုံညာတုံညာဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်တို့ဒီ၅လုံးထက်ကတုံညာအပူခွန်တုံညာတုံညာအလေပိတ်အပါပေါ့နော်။နောက်ထပ်တစ်ချိန်မှာလေဒီ9နှစ်ချိန်30 9နှစ်ချိန်30ကိုတုံများပဲရေးထားတာဖြစ်ပါလေ တုံညာတုံညာဒီရှင်းနေပေါင်းတာရှင်းပါတော့ငားနဲ့တက်ပေါင်းရှင်းဒီ6နှစ်နဲ့ကြိမ်ပေါင်း၄၄၃ကြိမ်7နှစ်ဒီ6ကတကြိမ်ဖြစ်ပါတယ်ဒီနှစ်နဲ့ဒီရှင်းနေပေါင်းရင်10နဲ့6ပေါင်းရင်10ဖြစ်ပါတယ်ရှင်းနေ6ပေါင်းချင်း14ရာတွေအတွက်ကြောင့်မို့၄၅6 9ခွန်ကိုနင်းနေပေါင်းရင်9ပေါ့နော်၄၅6 9ထဲက၄ဘိတ်နှလုံးအပါဖြစ်ပါတယ်အဲဒီမှာ300ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ သုံးခွန်ခွန်ဆိုတဲ့အတွက်ခွန်ခွန်လေပိတ်အပါပါနော်ခွန်ခွန်အနောက်အပူလေပိတ်အပါဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်ပါလဲကျွန်တော်ဒီလေးနဲ့တစ်ပေါင်းရှင်းက9နဲ့ပေါင်းရင်10ဒီ6နဲ့ဒီ10နဲ့ပေါင်းရင်14ရတဲ့အတွက်ကျွန်တော်ဒီတစ်ပြင်ပါလဲ၄9ရှောက်ခွန်9လေပိတ်နှလုံးအပါပါနော်ဒီ9လုံးထက်ကနှလုံးအပါဖြစ်ပါတယ်8 9လေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ8 9လေးဆိုတော့ဒီမှာ 9ရက်10ရက်19ကိုလေးဖြစ်ပါတယ်ခင်ဗျာတဖန်ကျွန်တော်ဒီ19ကိုလေးကနေဒီရဘောကနေအတိုင်းပဲထပ်သွားမယ်ဗောနော်အဲဆိုရင်ဒီမှာတော့ဒီတင်းနဲ့ဒီ9နဲ့ပေါင်းရင်10ဖြစ်ပါတယ်ဒီ6နဲ့6ပေါင်းတာစနစ်ဒီ10နဲ့ပေါင်းရင်10ဒီမှာ3ရက်ဒီ10ရက်ပေါင်းတာ17ရတယ်ဗောနော်တဲ့နဲ့တော့လေတဲကိုနှစ်ပေါင်း6တင်းနဲ့3 4ထဲက9 6 3ဆိုပြီးဖြစ်ပါတယ် ဒါကြောင့်မို့ဒီမှာဆိုရင်ကျွန်တော်3ကအပိတ်6ကအလဲ963ဆိုပြီးတော့၄ပိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်မှာဒီ၄နဲ့ဒီ6နဲ့ပေါင်းရင်30ဖြစ်ပါတယ်9နဲ့1ပေါင်း6 6ရဲ့3ရဲ့ပေါင်း9 9ရဲ့8ပေါင်း16ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ခွန်8 9 3ည1 အဲ့ဒီ၅လုံးထက်က၄ပိတ်နှလုံးအပါပါနော်နောက်ထပ်တစ်ချိန်မှာဆိုရင်၈၈ခွန်ဆိုပြီးဖြစ်ပါတယ်၈၈ခွန်ဒါကြောင့်မို့ဒီမှာခွန်ကအပိတ်၈ကအလေ၈၈ခွန်ဆိုပြီးတော့နှလုံးပါတယ်ပေါ့နော်တပန်ဒီ68ခွန်ဆိုတဲ့အတွက်669 68ခွန်တပြားနေဒီအပေါ်ကနေအတိုင်းပဲပေါ့နော်ဆက်ပြီးပေါင်းတာဆိုရင်ဒီ၄နဲ့ဒီ6နဲ့ပေါင်းရင်၁၀ ဒီလေးနဲ့ဒီချောင်းနဲ့ပေါင်းရင်တဆယ်ဒီမှာ9နဲ့10ပေါင်းရှင်ဆက်ခွန်ရတဲ့အတွက်ကြောင့်မို့ဒီအဘွားလိုမျိုးပဲခွန်10 9 3နှစ်ထက်ကလေးပိတ်နှလုံးအပါဆိုပြီးဖြစ်ပါတယ်ဗျာနော်အဲ့ဒီမှာ2နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှောက်ရှိခွန်ပြီးတော့2နှစ်ခွန်ဆိုတဲ့အတွက်ဒီနှစ်ရယ်ခွန်ရယ်ဆိုပြီးဖြစ်ပါတယ်လေးပိတ်နှလုံးအပါဖြစ်တယ်ဗျာနော်နောက်ထပ်တစ်ချိန်နောက်ထပ်တစ်ချိန်မှာကျွန်တော် ဒီ6နဲ့ဒီ6နဲ့ပေါင်းရင်10 9နဲ့3ပေါင်းရင်8နဲ့ပေါင်းရင်10ဒီ9နဲ့ဒီ8နဲ့ပေါင်းတာ15ရတယ်ဗောနော်ဒါကြောင့်မို့9 6 9 8ကို9နဲ့ပေါင်းရင်10 9 6 9 8 3များထဲက3 8 8ဆိုပြီးဖြစ်ပါတယ်နင်းနင်းခွန်ပြီးတော့3 8 8ဆိုတဲ့အတွက်ကြောင့်မို့7 8နောက်အပူးဖြစ်ပါတယ်ဗောနော်လေပိနှလုံးအပါဖြစ်ပါတယ် တခန်းဒီ၃ရှစ်ရှစ်ကနေတရားဘဝနေ့တိုင်းပဲကျွန်တော်တို့ဆက်ပြီးလေ့လာကြအောင်ပါနော်။နေ့ရာကျွန်တော်တို့ဒီ၆၃ချိန်ပေါင်းမယ်ပေါ့နော်။၆၃ချိန်၁၈နေ့နဲ့ပေါင်းရင်20ဒီ၉နဲ့ဒီ၁နဲ့ပေါင်းရင်30ဒီမှာ၈တလုံးကျန်မယ်ပေါ့နော်။ညလာလေး၈ကိုကျွန်တော်တို့၈၉၃ည7ကိုနေပေါင်း၃ရှိကုတ္တမြတ်တုံးထက်က3တုံညာ9ဆိုပြီးဖြစ်ပါတယ်3တုံညာ9 ဒါကြောင့်မို့ဒီမှာဆိုရင်၃ရရဲ့၉ရဲ့၄ပိတ်အပါဒီ၃ဟာထိပ်စီနေရဖြစ်တယ်ပေါ့နော်တပန်းကြီး၃၃ရ၉ကနေဆက်ပြီးလေးလာကြည့်အောင်ပါခင်ဗျာဒီမှာဆိုရင်ကျွန်တော်ဒီ၄နဲ့၅ပေါင်း၉ပေါ့နော်၉နဲ့၅ပေါင်း၁၄၄နဲ့၆ပေါင်းရင်၂၀ဒီနှစ်နဲ့၈ပေါင်းရင်၃၀ဆိုတဲ့အတွက်၃ရတစ်လုံးကြံမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်၃ရ၁၂၃၃ကိုနေပေါင်း၅ ့39 335အထဲကနောက်ထပ်တစ်ကြိမ်မှာ39နေစပြီးဖြစ်ပါရယ်ခင်ဗျာ39နေဆိုတော့ကျွန်တော်ဒီမှာအမှလေး3အထိတ်စီဒီ9ကလည်းဒီနှစ်ကအပိတ်ဆိုပြီးတော့9လုံးထဲက3လုံးပါတယ်ဗောနော်ကျွန်တော်တို့ကတော့ဒီလေပိတ်နေရာအပါပဲယူတာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်39နေကနေဆက်ပြီးကြည့်အောင်ဒီနေ့နဲ့ဒီရှင်းနဲ့ပေါင်းရင်30ဒီမှာ6ရက်7ရက်ပေါင်းရှင်းဒီ9ရက်မယ်ပေါ့နော် ခွန်ရှေကိုတုံညတုံညကိုနှစ်ပေါင်းနှစ်ဒီငါလုံးထဲကလေပိနှလုံးအပါဆိုပြီးဖြစ်ပါတယ်ဗောနော်နောက်ထပ်တစ်ချိန်မှာ၃ခုနှစ်ဆိုပြီးဖြစ်ပါတယ်၃ကနေပြီးတော့၃ခုနှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီငါလုံးထဲကဒီမှာနှစ်ဒီအပိဒီကိုကအလေဆိုပြီးတော့လေပိနှလုံးအပါဖြစ်ပါတယ်โอเคကျွန်တော်၃ခုနှစ်ကနေဆက်ကြည့်အောင်ဗောနော် ဒီရှင်းနဲ့ရှင်းနဲ့6ပေါင်းရှင်းဒီ14ဖြစ်ပါတယ်ဗောနော်ရှင်းနဲ့6ပေါင်း14လေးနဲ့10ပေါင်းရှင်း12နည်းနဲ့9ပေါင်း9 9ခွန်ပေါင်း16ရှောင်းနဲ့10ပေါင်း14ဖြစ်ပါတယ်14ဆိုတော့ကျွန်တော်လေး9 6ခွန်ခွန်ကိုနည်းပေါင်း9ဗောနော်လေး9 6ခွန်9ထက်ကလေးပိနှလုံးအပါဆိုပြီးဖြစ်ပါတယ်ကျွန်တော်ဒီလေး9 6ခွန်9နှလုံးအပါဗောနော်လေးပိနှလုံးအပါမှာသူက နေလေးလျှောက်စုပြီးဖြစ်ပါတယ်၃ခုနေပြီးတော့နောက်ထပ်တစ်ပြင်မှာနေလေးလျှောက်ပါเนาะနေလေးလျှောက်ဆိုတော့ကျွန်တော်ဒီမှာလျှောက်ရယ်၄ရယ်၄ရယ်၆ရယ်နှလုံးပါဖြစ်ပါတယ်ပေါ့เนาะโอเคအဲ့ဒီနေ့အတိုင်းပဲကျွန်တော်နောက်ထပ်တစ်ပြင်ကိုဆက်ကြည့်အောင်လားခင်ဗျာဒီ6ရက်ကျွန်တော်ဒီ၄ရက်ပေါင်းရင်30ပေါ့နော်ဒီနေ့နဲ့ဒီ7နဲ့ပေါင်းရင်30 9ရက်နေ့ရက်ပေါင်းတာ7ဆိုတဲ့အတွက်ကြောင့်မို့10နဲ့3 4 4ကိုနေပေါင်း6 တင်းနေ3လေး6ထဲက3နဲ့4ဆိုပြီးဖြစ်ပါတယ်3နဲ့4ဒါကြောင့်မို့ဒီမှာနဲ့ကအလဲ၄ကအပိုက်3နဲ့4လေးပိုက်နှလုံးအပါဖြစ်ပါတယ်ပေါ့နော်တပန်းကျွန်တော်ဒီ3နဲ့4ကနေဒီ6 9နဲ့ကိုဆက်ကြည့်အောင်ပါခင်ဗျာဒီနဲ့နဲ့6နဲ့ပေါင်းရင်30ဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဒီ6နဲ့3ပေါင်း9 9နဲ့7ပေါင်းရင်30ဒီနဲ့နဲ့6ပေါင်းရင်လည်း30ဆိုတဲ့အတွက်ကြောင့်မို့၃၁၂၃၃ကိုနှစ်ပေါင်း၅ ော်များတင်းနေတောင်းကားထဲက၈၅နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ၈၅၄ဒါကြောင့်မို့ကျွန်တော်ဒီမှာ၅ရက်၄ရက်၈၅နှစ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကျွန်တော်ကဒီ၅ရက်ဒီ၅ရက်ပေါင်းရှင်း30ဖြစ်ပါတယ်ပေါ့နော်ဒီ၈နှစ်ကြိမ်16 6နှစ်8ပေါင်း34လေ3ပေါင်းတာခွန်ခွန်နဲ့8ပေါင်းတာ55ဆိုတဲ့အတွက်ကြောင့်မို့9 6ခွန်8 ရှစ်ကုန်နှစ်ပေါင်း30 9683များထဲက865ဆိုပြီးဖြစ်ပါတယ်ပေါ့နော်865ဒါကြောင့်မို့ကျွန်တော်ဒီမှာ9ရယ်6ရယ်ဒီ6ကတော့ထိစီးဖြစ်ပါတယ်ခင်ဗျာโอเคတပ်ဖန်ဒီ865အနေပေါ့နော်ကျွန်တော်ဒီမှာ65ပေါင်းတာ71ကိုနေပေါင်းရင်30ဒီနေ့နဲ့ရှင်းနေပေါင်းရင်30ဒီမှာ6ရယ်9ရယ်ပေါင်းတော့ function 5ဆိုတဲ့အတွက်ကြောင့်မို့9683ည လေးပိတ်နှလုံးအပါပါနော်အဲ့မှာ3 5 6ဆိုပြီးဖြစ်ပါတယ်3 5 6ဆိုတော့9နဲ့6နဲ့လေးပိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီ78ကြိမ်အတွက်ပေါ့နော်78ကြိမ်မှာဒီ9နဲ့ကြိမ်ပေါင်း30ဒီမှာ6ပေါ့နော်9နဲ့ကြိမ်ပေါင်း30ဒီ6နဲ့6နဲ့ပေါင်းတာ7နှစ်နင်းနဲ့ဒီ9နဲ့ပေါင်းတာ9 3နဲ့7ပေါင်းတာက4 နေ့နှစ်ကြိမ်လဲပေါ့နော်နေ့သုံးကြိမ်ပေါင်းရှင်းဒီ6ဒီနေ့ကတစ်ကြိမ်ဆိုတော့ဒီနေ့နှစ်ချက်ပေါင်းတာ30လေးနဲ့6ပေါင်းတာ30ခုနဲ့လေးပေါင်းတာပေါင်းရှင်းဆက်တရတဲ့အတွက်ကြောင့်မို့တဲ့နေ့သုံးလေးလေးကိုနေ့ပေါင်း6တဲ့နေ့သုံးလေး6ထဲက6လေး6ဆိုပြီးဖြစ်ပါတယ်6လေး6ဒါကြောင့်မို့ဒီမှာလေးကနေအပိတ်နှလုံးအပါပေါ့နော်လေးကလည်း6ကအပိတ်6လေး6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ဆက်ရှစ်ကြိမ်မှာတော့ကျွန်တော်ဒီနေ့အရာခွန်နဲ့တစ်ကြိမ်ပေါင်းတာက14ဖြစ်ပါတယ်။လေးနဲ့၆ပေါင်း20ဒီအလေးထိမှာလေးလုံးကျန်တယ်ပေါ့နော်။9နဲ့10ပေါင်းတာကပေါင်းရှင်73ဖြစ်ပါတယ်။73ကြိမ်20နဲ့4ဒီ9ကတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီ3နဲ့ဒီ9နဲ့ပေါင်းရင်30ပေါ့နော်။ဒီ၄၃ကြိမ်ဒီ၁၂နည်းနဲ့၈ပေါင်းရင်30ရတဲ့အတွက်ကြောင့်မို့ဒီ၁၈ကြိမ်မှာ၃ည၁နှစ်၃၃ကို၂ပေါင်း ၃ည၃၃၅ထဲကအလဲပိတ်နှလုံးအပါစပီးဖြစ်ပါရယ်ခင်ဗျာ။ Okay ဒါကတော့ general ဒီနေ့အရာပေါ့နော်ဒီနေ့အရာဒီနေ့စားကနေဆိုရင်တော့အလုံးဝပြက်ပြင်းမရှိသေးဘူးပေါ့နော်။ခွန်9ရယ်ခွန်ခွန်9ပေါ့နော်။၃ညခွန်တုံည၃ည9 3ခွန်ခွန်4ရယ်9ရယ်8 9လေး3ရယ်6ရယ်5ရယ်3ခွန်8ဒီ6 8ခွန်ခွန်နှစ်ဒီနှစ်နှစ်ခွန်8ဒီ3 8 8 399 339ရဲ့9ရဲ့3ကနေ9ရဲ့2ရဲ့3ခုနေပေါ့နော်4ရဲ့6ရဲ့2 4 6 2 4 4 3နဲ့2နဲ့5နဲ့8ကနေဖြစ်ပါတယ်9လျှောက်ဒီ8လျှောက်က9လျှောက်ဒီ3လျှောက်4လျှောက်ဒီ6လျှောက်တိ78ကြိမ်မှာတော့ကျွန်တော်ဒီနေ့အရာ3 3 3 9ထဲကလေပိတ်နှလုံးအပါစုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်၃ည၁နှစ်၃၅ဆိုတော့ဒါလေးကိုခွဲလိုက်ရင်ကျွန်တော်၃ည၁၃ည၂၃ည၃၃၅ပေါ့နော်၃ည၁၃ည၂၃ည၃၃ည၅ပြီးရင်၁နှစ်၁၃၁၅ပေါ့နော်၁နှစ်၁၃၁၅နှစ်၃နှစ်၅ပေါ့နော်ပြီးရင်ကျွန်တော်၃၅ဆိုပြီးတော့ဒါလေးပိတ်တွဲရပြီပေါ့နော် အဘူးဆိုရင်တော့ကျွန်တော်တို့၃ညာအဘူးဖြစ်ပါတယ်တိအဘူးနှစ်အဘူး၃ဘူး၅ဘူးဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်လေပိတ်အတွဲဖြစ်ပါတယ်ခင်ဗျာဒါလေးကိုလည်းကျွန်တော်တို့မိတ်ဆွေများအမှုပြီးတော့ညာကွန်ပြီးတော့အနောက်နှလုံးပေါင်းရှင်ပြိတ်တင်ပြီးထားပြီးပြီဖြစ်ပါတယ်ပေါ့နော်အနောက်နှလုံးပေါင်းရှင်ပြိတ်နဲ့ထပ်ပြီးတော့ညှိလိုက်ရင်လည်းအဆင်ပြေသွားမယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်မိတ်ဆွေများအမှုပြီးတော့အကြိတ်ပါမှယူပါပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ ျွန်တော်ရဲ့မိတ်ဆွေတို့ဒီအောင်ရှင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။